မင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ရှင်ကျမကတော့ပူပူပါပထမဦးစွာအမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးထိန်းချုပ်ရာမရိယာမြို့နယ်အတွင်းငလင်တန်ခန်းစားရတဲ့ပြည်သူတွေကိုမရိယာပကဖကကူညီကယ်ဆယ်ထောက်ပံ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညညရေးအစိုးရစုမိုးထင်းကျော်ရာမရီယာမြို့နယ်အတွင်းငလင်တန်းခန်းစားရတဲ့ပြည်သူတွေကိုမရီယာပကဖကကူညီကယ်ဆယ်ထောက်ပံ့ခဲ့တယ်လို့သိရပါဗျ။ငလင်တန်းခန်းစားရတဲ့ပြည်သူတွေကိုမရီယာမြို့နယ်ပကဖကကူညီကယ်ဆယ်ထောက်ပံ့မှုတွေဆောင်ရွက်ခဲ့တယ်လို့ပကဖအတန်းကဖော်ပြပါဗျ။အမျိုးသားညညရေးအစိုးရစုမိုးထင်းကျော်ရာမရီယာမြို့နယ်အတွင်းမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းတာတနိကအဆအအုပ်တွေနဲ့လူနေအိမ်တွေပြိုကျပျက်စီးခဲ့ပြီးလူထိခိုက်ဒေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့စကိုင်းဒေတာကြီးရှိငလင်တန်တင့်ကလေးများမိသားစုများအတွက်ယောဂဘေးကာကွယ်ရန်နှင့်ကျန်းမာရေးကောင်းမွန်စေရန်အရေးပါသောတကူရည်တန့်ရှင်ပစ္စည်းများကိုယူနီဆက်ကတိုက်ရိုက်ထောက်ပံ့ပေးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဒေတာကြီးရှိငလင်တန်တင့်ကလေးများမိသားစုများအတွက်ယောဂဘေးကာကွယ်ရန်နှင့်ကျန်းမာရေးကောင်းမွန်စေရန်အရေးပါသောတကူရည်တန့်ရှင်ပစ္စည်းများကိုယူနီဆက်ကတိုက်ရိုက်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါဗျ။ ်ဧပြီလအတွင်း UNICEF မြန်မာရဲ့သတင်းထုတ်ပြန်ချက်အရ UNICEF အနေဖြင့်စကိုင်းတိုင်းဒေသကြီးရှိငလင်တန်တင့်ကလေးများမိသားစုများအတွက်ယောဂဘေးကာကွယ်ရန်နှင့်ကျန်းမာရေးကောင်းမွန်စေရန်အရေးပါသောတကူရည်တန့်ရှင်ပစ္စည်းများကိုဓာတ်ရိုက်ထောက်ပံ့ပေးခဲ့တယ်လို့ဖော်ပြပါရယ်။ငလင်ဘေးအန္တရာယ်ဖြစ်ပြီးနောက်တန့်ရှင်သောရင်နှင့်တကူရည်တန့်ရှင်ရေးဟာအလွန်ပဲအရေးကြီးတယ်လို့လည်းဖော်ပြပါရယ်ရှင်။ မြန်မာနိုင်ငံမြင်းကလေးကဲဆယ်ရေးအတွက်ဥရောပကော်မရှင်သည်လူသားချင်းစာနာထောက်ထားမှုအကူအညီနောက်ထပ်ယူရိုစဲတန်းကိုထပ်ဆောင်ပံ့ပိုးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါဦးမယ်။မြန်မာနိုင်ငံမြင်းကလေးကဲဆယ်ရေးအတွက်ဥရောပကော်မရှင်သည်လူသားချင်းစာနာထောက်ထားမှုအကူအညီနောက်ထပ်ယူရိုစဲတန်းကိုထပ်ဆောင်ပံ့ပိုးလိုက်ပါတယ်။မလ28ရက်နေ့ 2025ခုနှစ်ကမြန်မာနိုင်ငံနဲ့အနီးအနားဒေသတွိုင်းတွင်လှုပ်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်ရှိမြေငလင်ကယ်ဆယ်လုပ်ငန်းများနဲ့ဆက်လင်း၍ဥရောပကော်မရှင်သည်လူသားချင်းစာနာထောက်ထားမှုအကူအညီနောက်ထပ်ယူရို10တန်းကိုထပ်ဆောင်ပံ့ပိုးလိုက်တယ်လို့ဖော်ပြပါရယ်။ရန်ပုံငွေသည်အရေးပေါ်အမှုကစီးဝါကူတာရေရေတန်းနေမိလာတန့်ရှင်ဝန်ဆောင်မှုများပါဝင်မိသားစုချေရခံခြင်းနဲ့ပြန်လည်ပေါင်းစည်းခြင်းတို့ကိုပံ့ပိုးပေးမှာဖြစ်တယ်လို့သိရပါရယ်။ ။ EMB ငွေသည်မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလျင်အတွက်ဥရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို73တန်းအထိရောက်ရှိခဲ့ပြီးဖြစ်ပြီး2025ခုနှစ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရထားချက်ယူရို46တန်းဤတစိမ့်တရေသားဖြစ်တယ်လို့သိရပါရရှင်။ ဆက်လက်ပြီးတော့စေဝါများနှင့်ယောဂရှာဖွေစမ်းသပ်ရေးကရိယာများပါဝင်စီကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများပါဝင်တဲ့ဂျပန်ကိုပိုင်ကာကွယ်တပ်ဖွဲ့ဤလေရင်စီဝမ်တတိမြန်မာတို့ရောက်ရှိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စေဝါများနှင့်ယောဂရှာဖွေစမ်းသပ်ရေးကရိယာများပါဝင်စီကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများပါဝင်တဲ့ဂျပန်ကိုပိုင်ကာကွယ်တပ်ဖွဲ့ဤလေရင်စီဝမ်တတိမြန်မာတို့ရောက်ရှိပြီဖြစ်ကြောင်းတရင်ရရှိပါရစေ။ ဂျပန်ကိုပိုင်ကာကွယ်တပ်ဖွဲ့ဤလေရင်စီဝမ်းတက်သည်သည်မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးဖြစ်ကဂျပန်နိုင်ငံသည်မြန်မာပြည်သူပြည်သားများနှင့်အတူရှိနေမည်ဖြစ်ကြောင်းဂျပန်တန်ယုံရန်ကုန်ကတရင်ထုတ်ပြန်ပါသည်မလ28ရက်နေ့တွင်မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သောငလင်ကြောင်းဖြစ်ပေါ်ခဲ့သည့်မြောက်များစွာသောထိခိုက်ပျက်စီးမှုများအတွက်ကယ်ဆယ်ကူးတာပေးရန်မြန်မာနိုင်ငံသို့ရောက်ရှိနေသည့်တဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးစေပတ်ဆိုင်ရာဤပညာအဖွဲ့ GDR ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်လှုပ်ဆောင်နိုင်ရတော့ပစ္စည်းများပေးပို့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဂျပန်နိုင်ငံအစိုးရသည်အခက်အခဲများနဲ့ရင်ဆိုင်ကြုံတွေ့နေရသောမြန်မာပြည်သူပြည်သားများကိုကူညီထောက်ပံ့သွားမည်အပြောင်းလဲမရှိသောမူဝါဒနှင့်အညီစီးကူးသားရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအပါအဝင်မြန်မာပြည်သူပြည်သားများဓာတ်ရိုက်အကျိုးခံစားရရှိစေမည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အစွမ်းကုန်ဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ အဆိုတော်တူတူရဲ့ဒေါ်လန်ဂီတာ LA ညပွဲမှာအမေရိကန်ဒေါ်လာ2,951.66ဒေါ်လာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အဆိုတော်တူတူရဲ့ဒေါ်လန်ဂီတာ LA ညပွဲမှာအမေရိကန်ဒေါ်လာ2,951.66ဒေါ်လာရရှိခဲ့တယ်လို့သိရပါဗျ။ AP လအတွင်း LA NUG Sports ကတရင်ထုတ်ပြန်ပါတယ်။အဆိုတော်တူတူရဲ့ဒေါ်လန်ဂီတာ LA ညပွဲပါတော်လိုင်းရေးစိတ်အပြည့်ဖြင့်ကျင်းပခဲ့ကြတဲ့အောင်မြင်တဲ့ဂီတဖျော်ဖြိုးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။တူတူကိုချစ်ကြတဲ့ပရိသတ်တွေ အမှန်တရားဘက်ကယက်တီကြတဲ့ဓမ္မဘက်တော်သားတွေကယုံပြည့်ယုံရှံအပိခဲ့ကြပါတယ်။ကုန်ကြားချိန်များနှုတ်ပြီးရန်ပုံငွေ2951.66ဒေါ်လာရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။အဆိုတော့တူတူသွန်တန်စင်ဂျနဗီလော့စ်အင်ဂျယ်လီဘန်မာကိုခင်ဆိုကိုမိုးကြီးကိုစော်ကြီးကိုမောင်ဝင်း ်ဆောင်းအင်ဂျင်နီယာကိုထွန်းဦးဤပညာအဖွဲ့လေးလံအစီအစဉ်မှာအကူအညီများပေးခဲ့ကြသူများအချိန်တိုအတွင်ပွဲလက်မှတ်များအားလုံးရောင်းကုန်အောင်ကူညီခဲ့ကြသူများအစားအသောက်များရောင်းချဝယ်ယူလှူဒါန်းကြသူများအားလုံးကိုအယ်လီမီသားစုများကကျေးဇူးတင်စွာဖြင့်လေးစားဂုဏ်ယူမှတ်တမ်းတင်အပ်တယ်လို့ဆိုပါရရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်မင်းတီဟန်နေကိုခန့်နှုတ်မှပေးပို့ထားတာဖြစ်ပါရရှင်။